လိုမျိုးလုတ်တယ်ဆိုတာကခုနလိုပေါ့စံနေသွားလို့မယ်စီရီသွားလို့မယ်ဒီလိုမျိုးကြက်ဥတွေဘာဖြစ်ခေါက်ဆဲကြောက်တွေစသဖြင့်ပစ္စည်းပစ္စည်းတွေဒီလိုတွေဝေတယ်ဆိုရင်ဒီလိုပရဟိတမျိုးကကြတော့ကျမတို့လူအင်အားလိုတယ်အရင်တော့ကကျမဝန်ထမ်းများတယ်ကိုယ်ဝန်ထမ်းမဲ့အယောက်30လောက်ရှိရနောက်တစ်ခါဒီကျမမျိုးရွာကလည်းအကုန်လုံးကလေးတွေအကုန်လုံးဝိုင်းဝန်းပြီးကူညီကြတယ်ဆိုတော့ကျမတို့လူအင်အားရှိတာပေါ့နော်ကားကူတဲ့သူရှိတယ်ကျမတို့အကုန်လုံးငွေကြေးဝိုင်းဝန်းပြီးထည့်တဲ့သူရှိတယ်ဆိုတဲ့ခါကျတော့လောက်ရတာဖြစ်ကောင်းတာပေါ့နော်အဲ့တော့လူအင်အားရှိမှလည်းအဲ့ဒီအလုပ်တွေကလုပ်လို့ရတာနောက်ပိုင်းကျတော့ကျမလည်းလူအင်အားမရှိ ှိဘူးပေါ့နော်လွင်အားမရှိဘူးကိုကိုနိုင်လည်းဖိဖိစီစီလည်းမသွားနိုင်မလုံနိုင်တော့ဘူးဆိုတော့ဒါဆိုတော့ကျမလိုင်းပြောင်းလိုက်ပြီးဒီပဲကျမရေးဘက်ကိုကျမလှူတာပေါ့နော်ကျမရေးခုနကလေးတွေခွဲစိတ်ပြီးတဲ့ကလေးတွေခုနစအိုးပေါင်းမပါတာလေးတွေစီရင်နွမ်းပါလို့ကျမတို့မခွဲစိတ်နိုင်မှုအသက်အန်ဒီရနဲ့တေတော့မယ်အသက်အန်ဒီရနဲ့နှီးဆက်ပြီးသွေးမသွင်းရရင်ဘာဖြစ်တော့မယ်ပေါ့နော်အာစတဖြစ်ပေါ့လေဒီလိုကလေးမျိုးတွေအဲနောက်တစ်ခါနှာခေါင်းခွဲအာခေါင်းခွဲကလေးတွေနှာခေါင်းခွဲအာခေါင်းခွဲကလေးဆိုအယောက်40ကျော်တယ်နော်နောက်တစ်ခါဒီခုနကဒီဒီစအိုးပေါင်းမပါတဲ့ကလေးတွေနှလုံးကလေးတွေ เนาะနှလုံးကလေးတွေအဲ့နှလုံးကလေးဒီပရဟိတဘက်ကိုလည်းဘယ်လိုရောက်လာလဲဆိုပြောပြအောင်မယ်ဘေလုံးအေးဘေလုံးကလေးတွေเนาะဆိုတော့လေကျွန်မပြောပြအောင်မယ်ပရဟိတဘက်ကိုကျွန်မဒီဒီဒီအတီဒီအတက်ကြဲတဲ့ပရဟိတဘက်ကိုကျွန်မဘယ်လိုရောက်လာလဲဆိုရင်ကျွန်မမိတ်ဆွေအမရဲ့ ကလေးလေးကဆက်ယုံကလေကျမမိတ်ဆွေအမရဲ့ကလေးဆက်ယုံကသူ့သားလေးကနှလုံးအဲ့လိုမျိုးဖြစ်တော့ခွဲဆက်ရမယ်ဆိုအခစ်ကလာမနေဘူးပဲကုန်တယ်မနေဘူးပဲကုန်တဲ့ကကြာဝန်ထမ်းဆိုတော့မရှိဘူးပေါ့မရှိတော့အဲ့အမလမ်းပြောတင်းရေးတဲ့အဲ့ဒါတဲ့အဲ့ကလေးလေးအမဆက်ယုံပါပဲတဲ့ကလေးလေးတဲ့အဲ့အမရှိပါတယ်နောက်ကသူဒီဗီဒီယိုတွင်သူ comment ဝင်ရေးပါလိမ့်မယ်အဲ့ဒါတဲ့အဲ့ကလေးလေးကလေတဲ့ငွေကြေးမတက်နိုင်တော့တင်းရေးတဲ့အဲ့လိုလိုရှိတော့တင်းနေများမဆိုးတဲ့ပါပေးအောင်တော့တဲ့ဆိုကိုကလည်းအဲ့ရနုံနုံချင်းသူ့စာလေးကိုတွေးလိုက်တဲ့ကကြာမမရရတဲ့တင်း၅သိန်းလုံမယ် လွန်ခဲ့တဲ့၄နှစ်လောက်ကနေတူတယ်သိလားမမသင်္ဃာသိန်းလှူမဲဆို၅သိန်းပေါ့အဲ့ဒါပြည့်တော့မှအဲ့လောက်ကုန်မဲပေါ့အဲ့တော့အမလည်းလိုက်အလှခံပေးနေတာတဲ့ပြည့်တော့မှခွဲရမှာမလို့နှလုံးကလေးကအသက်မရှူဘူးလမ်းတော့၅လမ်းပြည့်အောင်မရှောက်နိုင်ဘူးတဲ့ဆိုတော့အဲ့ဒါနဲ့ကိုကလေအေးရနိုးပြီကျမရေချွေးမျက်နှာတင်းနေကျမစဉ်းစားတယ်ဟေးဒီကလေးကဒီပတ်စံပြည့်မှဆိုရင်ဒီပတ်စံကနော်ဟို 60လားဘလောက်လားမသိဘူးသိလားအဲ့ဒီပတ်စံကလေ60လား65ဒိန်းလားမသိဘူးအခက်ကလေဟိုဥစားမှာတဲ့ဒီဒီပင်လုံးမှာခွဲရမှာဆိုအဲ့ဒါလေအော်အပ္ပစံပြီမှာခွဲရမှာဆိုကိုက9ဒိန်းထည့်လိုက်တယ်တင်းရတဲ့30လောက်တော့ရပြီ ਨੇ တူရတဲ့တင်းထည့်တာ ਨੇ ဆိုရင်နဲ့အနာတင်း30လောက်တော့ရပြီ ਨੇ တူရတဲ့ဆိုတော့အဲ့ဒါနဲ့ကျမလည်းလုံနေစိတ်မကောင်းဘူးသိလားစိတ်မကောင်းတော့အဲ့နဲ့ကျမဖုံးဆက်လိုက်တယ်မမလို့ဘလောက်ကုန်မှာတော့မမဘလောက်ရပြီတော့ဆိုတော့တင်းနဲ့30ကျော်လောက်တော့ရပြီတဲ့60 65အေးအထက်ပေါ်တင်းရတဲ့အဲ့လောက်လောက် ကိုမဆရာဝန်ကြီးကြီးကတော့ခွဲကမယူဘူးတဲ့ဟိုဥစားပေါ့လေဟိုဒီစေယုံကားနဲ့ဒီခွဲစိတ်ခန်းကားတွေနဲ့စေးဘိုးတွေပဲကုံမာတယ်ဆိုတော့အဲ့ဒါနဲ့ကျမလေးအဲ့နေရာမှတ်မှတ်ရရတင်ကီဝင်းရဲ့ live စေးတင်ကီဝင်းပေါ့နော်တင်ကီဝင်း live စေးဆိုကျမကြံဝေအကုန်လုံးကိုကျမအဲ့ဒီနေ့က live စေးရရတဲ့ပတ်စံအကုန်လုံးကျမလှူလိုက်တယ်အဲ့ဒီခေတ်ကကျမရတဲ့လောအားကအဲ့ဒီခေတ်ကကျမရတဲ့လောအားကတင်30ကျော်ကြံသေးတဲ့ဟာကိုကျမအကုန်လှူလိုက်တယ် เออဖြည့်ပြီးလိုက်တယ်ပေါ့เนาะကျွန်မတရက်စာလှုပ်အားကကျွန်မတရက်စာအလုံးလှုပ်တဲ့လှုပ်အားကဒီဟိုမှာခလေးတယောက်ရဲ့အသက်တစ်ချောင်းကိုကာကွယ်နိုင်မယ်ဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မတရက်စာလှုပ်အားကရင်နောက်ထပ် plus 5သိန်းရင်ကျွန်မအကုန်လုံးလှူလိုက်တော့အခလေးလေးချက်ချင်းခွဲစိတ်နိုင်သွားတယ်အဲ့ဒီကနေစပြီးကျွန်မအဲ့ဒီပိုးဝင်သွားတာအဲ့ PD အဲ့ PD ကိုလေကျွန်မလေအရန်ပေါ့နော်အခလေးလေးဆိုအခုလက်လက်တွေကိုထပြီးထိမ့်မနိုင်သိမ့်မရအောင်ဖြစ်နေပြီတခါတည်းပေါ့လေအရန်ကျွန်မကြီးကောင်းသွားတာပေါ့နော်ဆိုတော့နှလုံးခွဲစိတ်တာအဲ့ဒီကနေစပြီးကျွန်မအဲ့ဒီပိုးဝင်သွားပြီနောက်ထပ်နှလုံးခွဲစိတ်တဲ့ခလေးတွေ အများကြီးပေါ့လေအဲပြီးတော့နောက်တစ်ခါဟိုတချို့လည်းမခွဲစိတ်ရသေးပဲနဲ့ဆေးပဲလုပ်ပြီး treatment တွေယူပြီးတော့မှပြန်ပြီးတော့မှအတိုက်ရတခုဆောင်ရမယ်ခလေးတွေစသဖြင့်ပေါ့အများကြီးဒီကြားထဲမှာနောက်ပိုင်းကျတော့ဒီစအိုပေါက်ကလေးတွေပေါ့အဲ့ဆီယဝင်းကြီးကလည်းဆက်ဆက်ပြီးတော့မှအဲဆီယဝင်းကြီးကလည်းအဲ့ဆစ်ဆေးရုံကဆီယဝင်းကြီးအကုန်လုံးကလည်းအမကြီးဒါလေးကတော့အမကူပေးပါအောင်ကယ်ပေးပါအောင်ဆိုအဲ့ဒီကနေကျွန်မအဲ့ line ကိုရောက်သွားတာဒါပေမဲ့ကျွန်မ social ပေါ်မှာပုံတပုံမှမတင်ခဲ့ဘူးကျွန်မရဲ့စိတ်ကျွန်မရဲ့အသည့်ဟာ ကျွန်မလှူတယ်အလှကံပုတ်ကိုကောင်းသွားတယ်ဆိုရပြီဆိုတဲ့အသည့်ပဲကျွန်မမှာရှိတယ်ကျွန်မအဲ့လိုတွေလှုပ်ပြရခောင်းမှန်းကျွန်မမှာမသိဘူးကျွန်မနောက်လဲလှုပ်ပြမှာမဟုတ်ပါဘူးเนาะဆိုတော့ဒါကတော့အကုန်လုံးတိတင်တိတိုက်တယ်ထင်လို့ပြောပြတာပါသိလားဆိုတိတင်တိတိုက်တဲ့အနေထားလေးမလို့ကျွန်မပြောပြတာမကောင်းဘူးဒါမျိုးကအမှန်မှန်တော့တင်ရမယ်เนาะကျွန်မလိုမပြင်းနဲ့နောက်ပိုင်းကလေးတွေတင်ဗာလေးလှုပ်လှုပ်တင်း ကျွန်မတော့မတင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့မကောင်းမှုတင်ရမယ်တင်မှလူသိတာလူသိမှလူတွေကအဲ့လိုမျိုးလုံးမှအဲ့လိုလူမျိုးမှလူကောင်းဖြစ်တာတင်သိလားဒိုးတွေကြတော့မတင်တဲ့ခါကျတော့လူမသိဘူးမသိတဲ့ခါကျတော့အဲ့လိုဖြစ်တာပေါ့နော်အဲ့တော့တယောက်တယောက်ဆိုတိန်း300ကုန်တယ်သိလား လူတယောက်တယောက်ကိုအဲ့တော့နှာခေါင်းဘက်အာခေါင်းဘက်ကလေးဆိုလေဒီလိုပဲအယောက်40ကျော်ကျွန်မတက်နိုင်တဲ့လောက်လေးရော့9ယောက်တက်နိုင်9ယောက်3ယောက်တက်နိုင်3ယောက်10ယောက်တက်နိုင်10ယောက်စသဖြင့်အဲ့လိုလူတာအယောက်40ကျော်သွားပြီကျွန်မနောက်ဆုံးဆိုစင်ရင်တော့မမတ်နိုင်ဘူးကျွန်မ admin တွေကမှတ်ရတယ်ဒီလားနံပါတ်စင်ဘလောက်ဘာခွဲစိတ်ပေးတာဘယ်မျိုးကအသက်ဘလောက်ဆိုအဲ့ကလေးတွေအခုကြောင်းနေတက်နေပြီနောက်ကလေးလေးတယောက်ဆိုဘေလုံးခွဲတာဘေလုံးကြီးဖြစ်တာသွေးသွင်းရတာသွေးဆုပ်ဖုတ်ကောင်လို့ဖြစ်တာအဲ့ကလေးလေးကလေအဲ့ကလေးကဘယ်ဘက်ကလဲတင်းလိုက်တိုင်းဘက်ကလားအယောက်ဒီတိုင်းဘက်ပဲလား ်ဘယ်ဘက်ပကံမလဲအာအာဟိုင်မှတိမှာပဲအဲ့ဒါလေးဆိုတော့ဘေးလုံးဘိုက်ကြီးအဲ့လိုကြီးပူနေတာအသက်ရှူလို့မရတဖြည်းဖြည်းနဲ့အသက်ရှူလို့မရတော့အဲ့ဒါနဲ့ခွဲရမယ်ပေါ့ဘေးလုံးခွဲအမရေးတယ်ဒီကလေးကတော့အရန်ဒါလုံးဝ emergency ပဲတဲ့ခွဲရမယ်ဆိုအခွဲခဲခွ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 ဲအမရေးအဲ့ဒါနဲ့ခွဲတာတော့တဲ့အဲ့လိုပဲပေါ့လေ3560ကြမယ်ပေါ့အော်ရတယ်ခွဲခွဲဆိုအကလေးရန်ကုန်ရောက်လာရန်ကုန်ရောက်လာပြီးတော့လှုပ်တဲ့ခါကျတော့အဲ့ဒီဟာအတွက်ကိုခွဲဖို့အတွက်ကို medical check up လုပ်လိုက်တာခုနပြောတဲ့ပတ်စံကုံရော တိလာအဲ့တော့ကလေးမိပါကလည်းတည်ခြင်းတည်ပလိစီဆိုဖြစ်ရောတိလာအော်အလူရှင်ကတော့ဆက်လူတော့မှာမဟုတ်ဘူးဒိန်50ဆိုလို့အလူရှင်ကလည်းလူတာအခုတော့ဓာတ်မှန်ရိုက်တယ်3သိန်းမပေါ်ဘူးနောက်တစ်ခါရိုက်တယ်2သိန်းမပေါ်ဘူးနောက်တစ်ခါရိုက်တယ်ကဓာတ်မှန်ရိုက်တယ်ဆိုကားကားရောဓာတ်မှန်ကားရောမပေါ်မအူကမအူမအူပင်ရဘေးလုံးကလေးอ่ะအဲ့ဒါနဲ့နောက်ဆုံး MRI ရရတယ်အဲ့လိုနောက်ကတခြားစစ်တာတွေရောတခြားတခြားတွေကိုလက်ဒီဟာခွဲဖို့အတွက်ကိုသူရဲ့ကျမ်းမာရေးကိုတခြားဟာတွေလှည့်ကူရတာအများကြီးပေါ့နော်ဆိုတော့အဲ့ပတ်စံခုနပြောထားတဲ့သူတို့ကျမလှူမယ်လို့ပြောထားတဲ့ပတ်စံအဲ့ဒီမှာနေကုန်ပြီ ကုံမီဆိုတဲ့ခါကျတော့ဟာတို့ကလေတို့မခွဲလူပြီးတော့ဘူးလို့ဖြစ်တာပေါ့နော်ဘယ်ဟုတ်မလဲပြီးအောင်ကုရမှာပေါ့ပြီးအောင်လုပ်ပေးမှာပေါ့ကျမမပူနဲ့ကျမပြီးအောင်ကုပေးမှာပြီးဆောင်အောင်သာကုဆိုအခလေးလေးကလေအခုအသက်ရှင်သွားပြီးပျော်ရွှင်ပြီးကြောင်းနေတက်ပြီးတော့မှလက်လက်ထအဲ့ဒါတခါနောက်တခါအဲဘာဘာဘာအိုင်ဘာမီဒီယာပေါ်မှာလေအဲ့ဒီဟာမီဒီယာပေါ်မှာပဲဟိုဥစားဟိုမီဒီယာပေါ်မှာအင်တာဗျူးရွှေပြည်သားကလေးနော် ရွှေပြည်သားမလေးရွှေပြည်သားရွှေပြည်သားကလေးကအားဟိုင်ဘယ်ဘယ်မီဒီယာပေါ်ပူလာဂျာနယ်မှာလားမသိဘူးမီဒီယာမှာအင်တာဗျူးတော့အကလေးက၁၀သိန်းနဲ့ကုန်မယ်တဲ့ခွဲစိတ်တာအဲ့လိုပဲဆိုအိုပေါက်ပဲနဲ့တူတယ်နော်အဲ့ဒါလေ၁၀သိန်းနဲ့ကုန်မယ်ဆိုတော့အဲ့၁၀သိန်းနဲ့ကိုကိုတူးတဲ့အလှူရှင်ပေါ်မလာဘူးနော်သူ့မြေက HIV ဖြစ်နေတာသိလားရွှေပြည်သားရွှေပြည်သားသူ့မြေက HIV ဖြစ်နေတာအဲ့တော့အကလေးဝတဲ့၁၀သိန်းနဲ့ဆိုပေါ်ပူလာဂျာနယ်ကအဲ့လိုဖြစ်တော့ဖြစ်တဲ့အခါကြတဲ့အခါကြတော့လေအဲ့တော့နဲ့အဲဟိုစပေါ့လေ အဲ့လိုဖြစ်တော့အဲစေသိန်းနဲ့ကုန်မဲဆိုတော့ကျွန်မအကောမန်လေးထဲမှာတွေ့လိုက်တယ်ယုံလေးရသူလူမဲတဲ့စေသိန်းကိုတဲ့အဲ့ဒါနဲ့ဆိုတော့အဲသူသူခွဲပေးမဲတဲ့စေသိန်းနဲ့ဆိုတော့ကျွန်မအဲ့ကောမန်လေးကိုတွေ့လိုက်တယ်တွေ့လိုက်တဲ့ခါကျတော့อืมမဟုတ်ဘင်းနဲ့စေသိန်းနဲ့ဒီ process တွေကကျွန်မလုပ်နေတာလေကျွန်မလုပ်နေတာဆိုတော့ကျွန်မယုံလေးကိုပြောရတယ်မောင်လေးဟိုစားနင်အဲ့ဒါစေသိမ်းမကဘူးနော်နင်စေသိမ်းနဲ့မရဘူးအဲ့ဒီဟာအမကုနေတာအဲ့ဒါတွေကနော်ဆိုတော့အဲ့ process တွေက ူ process အဆဆုံးဟာမောင်လေးကြီးတင်းရာကနန်းကုန်တာနင်းမင်းရောဟာတဲ့အမတဲ့ကျွန်တော်အဲ့လောက်တော့ဘယ်ဟွာဖြစ်မလဲတဲ့အေးအဲ့ဒါမောင်လေးဆိုရတယ်မောင်လေးဘက်ကလည်းမောင်လေးတက်နိုင်တယ်လို့အလှခံပြီးလှူလိုက်အမကတော့ဒီကလေးကိုတောင်းဝင်ယူပြီးအမခွဲစိတ်ပေးလိုက်မယ် ဒါမှမောင်လေးပဲခွဲစိတ်ချင်နေဆိုလဲအမနောက်ဆုတ်လိုက်မယ်ဆိုတော့အာရရတဲ့အမလုတ်တဲ့ဟိုဥစားကျွန်တော်လဲကျွန်တော်ဟွာဖြစ်တယ်။โอเคအဲ့ဒါဆိုအမဒီကလေးကိုယူလိုက်မယ်။တော်ကြလဲအလူရှင်လူတယ်ဖြစ်မှာဆိုလို့လေတိလား။အလူရှင်လူတယ်ကိုအချင်းချင်းကိုမောင်နှမချင်းနေဟွာဖြစ်မှာဆိုလို့အဲ့ဒါနဲ့ရရတဲ့အမတဲ့ဟိုလုတ်လိုက်တယ်ကျွန်တော်လဲကျွန်တော်တတ်နိုင်တာ။โอเคအဲ့ဒါဆိုမောင်လေးကမောင်လေးဟာမောင်လေးအလူရှင်စုပြီးတော့မောင်လေးလုတ်အမကလည်း အမဒီကလေးကိုအမတောင်းဝင်ယူလိုက်မယ်။ဘာလို့လဲဆိုတော့အချိန်နဲ့တပြင်းညီလုံးရမယ်ဖြစ်တော့အမဒီကလေးကိုမဆေးရုံတင်လိုက်တော့မယ်နော်ဆိုပြီးတော့မှကျွန်မတို့ချက်ချင်းမဲအဲ့ဒါဆက်သွဲပြီးအကလေးကိုဆေးရုံတင်ချက်ချင်းမဲကျွန်မတို့ခွဲပေးလိုက်တယ်။ခွဲပေးလိုက်ပြီးတော့မှယုံလေးရလဲသူအလူခံလို့ရတဲ့ပတ်စံလေးတွေရဲ့သူ့ရဲ့ချွေးနှဲစာလေးတွေရဲ့သူကအကလေးကိုလာပြီးတော့မှပေးတယ်ဖလူတယ်ပတ်စံအဲ့ဒီပတ်စံကျွန်တော်တို့တစ်ချက်တပြားမှမထီဘူး။သူတို့ကသူတို့သုံးသူတို့ကသူတို့ဆွဲသူတို့ကသူတို့အဲ့ဒီပတ်စံကိုလုံးကျန်တဲ့အကလေးကိုကျမ်းမအောင်လို့ခွဲစိတ်ကူတာပေးတဲ့ဇယိတ်အကုန်လုံးကိုကျွန်မအကုန်လုံးလှူပေးလိုက်တယ်။ ဂျာနယ်နဲ့ကျွန်မခေါ်ပြီးအင်တာဗျူးလာကျွန်မဒီကလေးကိုခွဲပေးလိုက်ပါပြီလို့တိတ်ကောင်းတာလေတိတ်အတန်ရှင်းရှာလို့ကောင်းတဲ့အလှူမျိုးလေဟုတ်လားဂျာနယ်မှာအော့အော်တောင်းနေဖြစ်တယ်စေသိန်းပဲကုန်ပါမယ်ဆိုတဲ့ဟာကိုဗဇက်နဲ့သာလှူနေကြတာအလှူရှင်မပေါ်ဘူးနော်အဲ့စေသိန်းကိုကျွန်မတို့တိုင်းပြည်မှာသိလားအဲ့တော့ကျမစေသိန်းနဲ့မရအောင်ဆိုတာသိတယ်စေသိန်းမရဘူးဒီ process ကကျမလုပ်နေကျမအကလေးတကယ်သာကျမ attention ရှာနေတယ်သူဆို attention ဘယ်လောက်ရှာလို့ကောင်းလဲဒီကလေးကိုချ လာပေါ်ပြလာကြနဲ့ဒီမှာဂျာနယ်ထဲမှာပါတာကျွန်မခွဲစိတ်ပေးလိုက်ပြီကျွန်မလှူပေးလိုက်ပြီပြောစမ်းသူ့အမေဖုန်းတော်ဖွဲ့စမ်းသူ့အမေ HIV ဖြစ်နေတာဟာတဲ့ဆိုတာကျွန်မ privacy တွေကိုငဲ့ကွက်မယ်ကျွန်မလုံးဝပုံလဲမတင်ဘူးကျွန်မပြန်လဲဟွာမဖြစ်ခဲ့ဘူးကျွန်မအဲ့အလှူပါကျွန်မအဲ့လိုလှူခဲ့တာအဲ့လိုလှူခဲ့တဲ့အလှူမျိုးတွေအဲ့တော့ကျွန်မရဲ့ social ပေါ်မှာကျွန်မအဲ့ဒါတွေမလုပ်ဘူးဗျာပြဆိုကျွန်မလုပ်ပေးခဲ့တဲ့အခုဆိုခလေးတွေဓာတ်ပုံလေးတွေပို့တယ်ကျမ်းမာတန်ဆွမ်းနေကြဆိုကျွန်မ PT ဖြစ်တယ်လीနော်အိုးဒီခလေးတွေအသက်ရှင်နေတဲ့ပြီကျွန်မကုသိုလ်ရနေတာ ဟုတ်လားဖျားသိတယ်နတ်သိတယ်ကျမကိုယ်တိုင်ပီတိဖြစ်တယ်ကာယကံရှင်အလှကံပုံကိုကောင်းသွားတယ်ဆိုပြီးပြီဆိုတဲ့စိတ်နဲ့ကျမကနေတာကျမအဲ့ဒါကြီးအတန်းရှင်းမယူတတ်ဘူးပေါ်ပူလာဂျာနယ်နဲ့ကိစ္စဆိုကျမဘလောက်အတန်းရှင်းယူလို့ကောင်းလဲဟုတ်လား no ကျမကောမန့်မှာတော့ကျမလှူပါမယ်ကျမမရေးဘူးကျမအားဟန်ယူသွားအားဟန်ဒိုးစာဆက်သွင်းလိုက်၁၀သိန်းဆိုတဲ့ဟာ၃၈၀ကျော်ကုန်သွားတယ်နော်အားဟန်၁၀သိန်းဆိုတဲ့ဟာ၃၈၀ကျော်ကုန်သွားတယ်ဆက်တွေ့ပြီကျမတို့တိုးတိုးတက်တက်စိတ်ယုံမတင်ပြီးလုတ်ပေးလိုက်တာသူ့ကိုလာလှူတဲ့ပတ်စံนี่ကျမတို့